ဆက်စားတင်မနော် W တန်ထွက်လဲတဲလီမာ T H A F E L E T E L E Okay လိုက်ဆိုမယ်တဲလီအေးတဲလီပြီးရင်မဒါကဘာပြောလဲမသိဘူးဘာလဲမသိတဲလီမဟုတ်ဘူးနော်တဲလီတဲလီ အဲ့တော့မင်းဆန်အခုတဲလေးကိုရောက်ရှိနေတာ chocolate items တွေကအစ်စ်ပြောင်းသွားပြီလို့ပြောရပါတော့အရင် chocolate ထက်စားလို့ရှိရင်ပိုကောင်းတဲ့ european chocolate ကိုတုံးထားရလို့ကြားတယ်။ဒီမှာဆိုရှင် french toast ရှိတယ် french toast မှာလည်းဒီ chocolate feeling ပါတယ်။ပြီးဒီဘက်မှာဆိုရင် nopamo ထဲမှာလည်း chocolate နဲ့ double chocolate မှာလည်း chocolate feeling နဲ့ဆိုတော့အဲ့ဒါတွေကိုအရင် try ကြည့်လိုက်မယ်။ဒီဘက် nopamo လေးရင်စားကြည့်လိုက်မယ်။ chocolate င်တို့ကချောကလက်ကကြောက်သူက၆သွားလို့ရှိရင်ချောကလက်မာပြီးတော့ခဲသွားအဲ့တော့လည်းတမျိုးစားကောင်းတာပေါ့နော်သူကမမာလေးဖြစ်နေဒါပေမဲ့အခုဒီချောကလက်ကကြောက်မခဲတော့ဘူးဘာလဲရလာပီပီဝေါ်ဝေါ်ရာဒါတပဲချောကလက်ချောကလက်ပတ်မှုထဲမှာမှာချောကလက်ဖိနေတယ် ဒီကကကြောက်ပါလို့ A1 K1 အခုဒီကြောက်ကကကြောက်ပေါ်တယ်ဒီပူကောင်းဝါရောမာချက်ကနေလိုက်ဖက်ဝါတော့ဟောမူခါလေးတက်လိုက်ချက်ကဒီနိုင်ပါချောကလက်ဖရန့်တိုးစ်ကကြတော့အထဲမှာတော့ချောကလက်ဖီလင်းလည်းပါတယ်ပြီးလို့ရှိရင်အပေါ်မှာထောဘတ်နဲ့ထောဘတ်ကမှပြားကြီးရထပ်အုပ်တာသူ့ရဲ့အချိုရလာရင်ဘယ်လိုနေမလဲဆိုတာကိုစဉ်းစားကြည့်လိုက်ရဆွဲလိုက်ဆက်ပါမယ်အင်ကြီးပါတယ် ဒီစိုက်မှာထိုင်စားမယ်ဆိုရင်တော့ဒီ chocolate french toast လေးကပိုပြီးစားကောင်းတယ်။အိမ်မှာစားမယ်ဆိုရင်တော့ဒီလိုမျိုးပမုံလေးကပိုကောင်းတယ်။ဒါလေးကတဲလေးမှာအသစ်ထွက်တဲ့ဒီ strawberry ဟိုင်းပြောနာဒါလေးကတော့တဲလေးကအသစ်ထွက်တဲ့ mango yogurt smoothie ပေါ့နော်။ဒါဒင်းညင်လည်းပါတယ်။တရက်တီးကိုမှစင်တလုံးတဲ့ဒီအစ်စ်ကိုတုံးထားတာ။ ါတော့ seasonal fruit ပေါ့နော်။ရှားသီးစာစားစာပေါ့။ဒါလေးကတော့ strawberry yogurt smoothie ။သူလည်း strawberry အသီးအစစ်ကိုသုံးထားရတယ်။ဒါပေမဲ့ strawberry ကတော့ frozen ပေါ့နော်။သူရတာတော့ချင်းနဲ့ပတ်ဖို့ပြောရတယ်။ချိုချိုချင်းချင်းလေး။ဒီတစ်ခါစားကြည့်မှာဒီဘက်က ham and cheese french toast ဖြစ်ပါတယ်။တော့ cheese ရော ham ရောအပေါ် mayonnaise ရောပါတော့သူအရသာ อีเซ็งๆนี่ปะเนาะงั้นเราจะไปท็อกกับฟรานซ์โซโปรเจกต์ဒီဘက်က floss make band လေးဆိုရှင်ဒါမာလာရတာဒီဘက်ကကျတော့တုံညံရတာဘွား chicken floss ကတော့တူတူပဲအဓိကဒီထဲမှာပါတယ်မာလာ sauce နဲ့တုံညံ sauce ပဲကွာပါဟင်းမာလာရတယ်ဆက်ဆက်လေးမတုံညံတောင်းတုံညံနဲ့မာလာဆိုပေမဲ့အဲ့ကြက်က မာလာရတာကိုကြိုက်အဲ့တော့ဒီမှာရှိတဲ့ item တွေအားလုံးမီးကြည့်ပြီးရဲ့အခါမှာမင်းစံအကြိုက်ဆုံးဟိုက်ပြပြောင်းပေါ့နော်အဲ့တော့ဆိုင်မှာထိုင်စားမယ်ဆိုရင်ဒီ chocolate french toast တွေကိုအကြိုက်ဆုံးပဲဒီလိုမှကိုယ်ကအိမ်မှာစားမယ်ဆိုရင်ဒီဘက်ကဒီ chocolate filling နဲ့ဒီ mix ban ပေါ့နော် double chocolate နဲ့ နုပမိုရှိရင်မစ္စန်နုပမိုကိုကြိုက်ပြီးရင်ဒီဘက်ကမာလာရတာ chicken floss ကိုကြိုက်တယ်ပြီးရင်ဒီ smoothie နှစ်ခွက်ရှိရဲမှာမှာ strawberry ရကြောချင်းနဲ့ပတ်တော်တယ်မင်းကြောချင်းနဲ့ဟာတင်ကြတယ်စင်တလုံးတက်ရက်ပြီးနဲ့ mango yogurt smoothie လေးကိုကိုကြိုက်ပြီးဆိုင်မှာတောက်မယ်ဆိုရင်ဒီ mocha လေးနဲ့ကြတော့ chocolate နဲ့ကြတော့လိုက်ဖက်တာပါနော်ပတ်စဲဝယ်မယ်ဆိုရင်တော့ဒီလို hot items တွေနဲ့တိတ်မလိုက်ဖက် yogurt smoothie နဲ့ပို့စင် ခုမင်းဒီနေ့စားဝါတဲ့ဒီ new items လေးတွေကိုဒီတဲလေးဆိုင်နေအကုန်လုံးမှာစားကြည့်လို့ရပါတယ်။တဲလေးဆိုင်အားလုံးပေါင်း၁၄ဆိုင်လောက်ရှိရပါတော့။အများကြီးပဲ။တတတဲ့ European chocolate ပေါ့နော်။အဲ့ဒါကိုစားကြည့်ဖို့မမေ့နဲ့။ပြီးလို့ရှိရင်ဒီ mango yogurt smoothie လေးကိုလည်း try ကြည့်ဖို့မမေ့နဲ့နော်။ဒါဘယ်လိုတန်းထွက်လဲ။တဲလေးမဟုတ်တဲအီးလေး။